တဲ့အားလုံးပဲမင်္ဂလာပါကျွန်မတော့ခုမနေ့တော့ပဲကြာစံလေးနဲ့နော်ပဲကြာစံလေးတောက်မယ်ပဲကြာစံလေးတောက်တယ်အမေကညောင်မှုလေးတုတ်တယ်ပေါ့နော်ညောင်မှုတုတ်ကလေးဟိုပါလေးအညာသူလေးတွေစီမှာဝယ်လို့ရတယ်နော်ညာသူတွေရောင်းတာရှိတယ်၁၅၅တဲ့အဲညောင်မှုလေးကိုနှစ်ရေလောက်ပြုတ်လိုက်ပြီးတော့မှသူ့ကိုညှစ်လဲပြီးလဲပြီးတော့ကကြီလေးနဲ့ညှက်ညှက်ပြီးပြီးဆိုပါမှဒီထက်ကိုကျက်တုံပြူစီချက်ကလေးရဲ့ကျက်တုံအနေစီချက်ကလေးရဲ့ ပဲမုံလေးပဲမုံချက်မုံထည့်တယ်ငပြားကြီးထည့်တယ်ချက်တုံနီးအစိမ်းလေးကိုပါပါလေးနှိထည့်တယ်ပြီးတော့တမယာတိလေးထည့်တယ်ညီဘဲလေးထောင်းထည့်တယ်ငွေဥသိစိမ်းလေးထည့်တယ်ဗောနော်အဲ့လိုအကုန်လုံးလို့တော့ချင်းငန်ဆက်ကလေးဟင်းတစ်ခွက်ရပါပြီဗောနော်ဒီနေ့ရောကျမကအဲ့ဒီပဲကြာတန်းတုပ်ခဲ့ဒီညောင်မှုတုပ်ကလေးရေဟုစားပါညောင်မှုတုပ်ကလေးရောအမယာကြီးစားရင်တော့လေးအောင်နော်ညနေပဲစားရင်

ဟေးအစီချလည်းပဲကြောက်ကြတော့ပုံမှန်တောင်းနေကြ။ဘာကြောင့်လဲဆိုတော့ကျမတို့အတုပ်တွေပါရေးစားတယ်ဆိုလို့ရှိရင်သူကရနေ့ကျန်တော့လူတိုင်းမြန်မာလူမျိုးတွေကလူတိုင်းရနေ့ကျန်တောက်ကြတာပဲနော်။အဲ့တော့ရနေ့ကျန်တောက်ရရင်လည်းကျမတို့ကစမရေးအတွက်ပါ။တခါလေပြီးပြီးသားဖြစ်အောင်လို့အတွက်ကြောင့်ကျမရရနေ့ကိုမတောက်တော့ဘူး။ဒီစမရေးအစီချလက်ဖက်ချကလေးကိုတောက်တယ်နော်။အစီချလက်ဖက်ချကလေးကိုတောက်တယ်မဝဘဲနဲ့ဘာကြောင့်အစီချလက်ဖက်ချကိုတောက်လဲလို့မေးစရာရှိတယ်။ तू อ่ะว่าล่ะมัวล่ะอูค่ะ तू จม้าสู้ยมัวอูมัวเนี่ยดูดิอ่ะโหตอกแต่ဥစ္စာนี่บ้าด้วยก้าวเลยสู้ยโหอ่ะอเปญษาดิอเปญตั้วยอเปญษาดิซ้ํามีตาရှိมั้ยสีไม่แตกน่ะดิป่ะมั้ยถ้าဆိုလို့ရှိရင်จม้าတို့ด้วยขนาดกูมาไม่รู้ล่ะแต่สีโบดิလိုလာတဲ့စီပိုတွေဆိုတာအသက်စီဖုံးတာနဲ့လုံးစီဖုံးတာတွေပေါ့နော်ဒီလိုဟာမျိုးကိုမလိုလာတဲ့စီပိုတွေလို့ပြောတာပါအဲ့ဒါတွေကိုပါခြပြီးသားဖြစ်အောင်လို့ဒီအစီချလက်ဖက်ချက်ကလေးကိုပဲ جماعه က ထမင်းစားရင်အတုပ်စားရင်ကနေပြီးတော့မဒီရင်ွေးချမ်းလေးကိုအမြဲတမ်းနေဝဲပစ်တယ်တောက်တုံးပစ်တယ်ပေါ့နော်အဲ့တော့ဒီထက်မှာဘာလေးတွေပါလဲဆိုလို့ရှိရင် green tea လက်ဖက်ချောက်လည်းပါတယ် green tea လက်ဖက်ချောက်ကလေနှလုံးကျန်းမာရေးအတွက်ကိုအထူးကောင်းမွန်စေတယ်စပလင်ပါတယ်နော်စပလင်စပလင်ပါတယ်ဂျင်းပါတယ်စပလင်တို့ဂျင်းတို့ဆိုတာပဲကြားနာကိုကင်းဝင်စေတယ်ကိုလက်စတောကိုလည်းပဲခန္ဓာကိုယ်ရဲ့ကိုလက်စတောကိုလည်းပဲရှော့ချဗီတာဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီဟာလေးကိုပုံမှန်တောက်ဖြစ်တယ် ြီးတဲ့အခါကျတော့ဒီထဲမှာဆိုလို့ရှိရင်ကျမတို့မက်လေရှင်မက်လေရှင်ကတော့အစီချတဲ့နေရာမှာတော့အဆင်ပြေဆုံးပဲပေါ့နော်တကယ်ဆရာကြီးပဲဒါကြောင့်မို့လို့ကျမကတော့ဒါစာစာပဲစစအပြင်စာပဲစစကိုယ့်အိမ်မှာတော့စီသက်နံလေးနဲ့တော့စရတာပေါ့နော်အပြင်စာစားမိတယ်ဆိုလို့ရှိရင်လည်းတရားပဲပြီးတဲ့အခါကျတော့ခုလိုအတုပ်ကလေးတွေဗားလေးတွေစိုင်းရနေပြီးတော့မှဆိုရင်ရနေချမ်းတောက်ရင် တန်အပြင်ရင်းွေးချမ်းကိုတောက်မဲ့အစားကျမကျမရေလက်ဖက်ချောက်ကိုပဲတောက်ဖြစ်တယ်ကျမရေလက်ဖက်ချောက်ကိုတောက်ဖြစ်တဲ့အခါကျတော့ခနစ်ကလို့ကျောကလည်းမဖြစ်တော့ဘူးပေါ့ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားအောင်လို့တထုပ်ကိုမှဒီလိုအထုပ်ငယ်လေးတွေဆိုလို့ရှိရင်ဒီလိုအထုပ်ကလေးတွေကို तू ကနေပြီးတော့ဒီလိုအိတ်ကလေးနဲ့ထည့်ထားပေးတယ်နော်အိတ်ကလေးနဲ့ထည့်ထားပေးတော့ဒီလိုအထုပ်ငယ်လေးဆို၁၀လောက်ပါတယ်ပေါ့နော်တထုပ်မှ950ပဲကျတယ် ကိုက50ဆိုတဲ့ဥစ္စာကကျမတို့မုံတထုတ်ဖို့မရှိဘူးเนาะခလေးတွေစားတဲ့မုံတထုတ်ဖို့မရှိဘူးအဲ့တော့ဒီလိုတထုတ်ကိုဆိုရင်9500ကျတယ်ဆဲစားပေါ့เนาะအဲ့ဒါကိုဒီ950ကိုနှမြောနေလို့မရဘူးကျမတို့စေကန်းတစ်ခါသွားမယ်ဆိုရင်မိတ်ဆွေတို့သိတဲ့အတိုင်းပဲเนาะဘာပဲဖြစ်ဖြစ်နှာစိတ်ချောက်ဆိုးတော့မှပဲတသောင်းဝယ်နှစ်သောင်းကတော့ AC ပေးရတယ်เนาะအဲ့ဒါကြောင့်မို့လို့ကိုကအိမ်မှာနေရနေပြီးရန်ွေးချမ်းက ကျမရေးနေလဲကိုက်ညီတဲ့လက်ဖက်6ခလေးကိုကျမပုံမှန်တောက်တုံးပြတာတထုံမှ950ပဲဆိုပေမဲ့လို့စီ950နဲ့မကဘူးကျမတို့အတွက်ကိုကျမရေးအတွက်ကိုအများကြီးထောက်ကူပြုတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီရင်းွေးချမ်းလေးကိုမိပါရင်အိမ်မှာရှိတဲ့လူကြီးမိပါရင်ဆိုရင်လည်းပဲရင်းွေးချမ်းကြိုက်တတ်တယ်ရင်းွေးချမ်းကြိုက်တယ်အတုပ်တွေပါတယ်စိုင်းရနေပြီးတော့မှဆိုရင်ဒီရင်းွေးချမ်းလေးကိုပုံမှန်မှီဝဲပေးလို့ရတယ် သူကစီးလို့သမားတွေသွေးလို့သမားတွေလည်းတောက်လို့ရတယ်သွေးလို့သမားတွေသွေးရတုတ်နေရဆိုလို့ရှိရင်ခုလိုဇနွေးပူလေးသာလောက်ထဲလိုက်နော်အဲ့ဒါဆိုချက်ချင်းသွေးတို့အမြန်ကျနေတယ်ဒါကြောင့်မို့လို့ဒီအစိချလက်ဖက်ချောက်ကအိမ်တိုင်းမှာစောင်းထားတည်နေပေါ့နော်ခုလိုထမင်းဆိုင်ကနေပြီးတော့မှဒီလက်ဖက်ချောက်ကိုတောက်ပေးမယ်ဆိုလို့ရှိရင်ကျမရဲ့အတွက်ကကျူတင်ကာဝယ်ပြီးသားဖြစ်မယ်ကလေးမေမေလေးဆိုလို့ရှိရင်လည်းတောက်တုံးလို့ရတယ်ကလေးရှစ်လား ကလေးရှစ်လအရွယ်ရောက်ပြီဆိုရင်ဒီအစီချလက်ဖက်ချက်ကိုတောက်လို့ရတယ်ဘလို့လူမျိုးတွေမတောက်ရဘူးလဲဆိုရင်ကိုဝင်ဆောင်မိခင်ကတော့တောက်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလက်ဖက်ချက်ခွလေးကိုပုံမှန်တောက်ပေးတယ်ဆိုကိုကကြိုတင်းပြီးတော့ကာကွယ်ထားတာပေါ့နော်အစားအစားစားမိတယ်တွေ့တတ်တဲ့အစားအစာတွေကိုကျမတို့စားမိမယ်ဆိုလို့ရှိရင်လည်းပဲဒီအားလေးကိုတစ်ခါလဲတထုပ်ကိုပူပူလေးသာရနေအဖြူတဲ့ပူပူလေးသာလောင်းထည့်လိုက်ဒါဆိုရင်ကျမတို့က သွေးတိုးမှကိုစိုးရင်စရာမလိုတော့ဘူးအိမ်မှာအခုလောလောဆယ်ဆိုရင်ဘာပဲစားစားသွေးတက်တာကြီးစားမိမယ်ဆိုလို့ရှိရင်လည်းပဲကျမကဒီအစီချလက်ဖက်ချကလေးကိုတခါတည်းအဖေတို့မိတို့ကတခါတည်းတိုက်ထားလိုက်တဲ့အခါကျတော့သွေးမတိုးတော့ဘူးပေါ့နော်ရာသီဥတုတွေကလည်းပြင်းလာတယ်ကိုစားရင်တာကြီးစားမယ်ရာသီဥတုတွေအရင်ပြင်းလာပြီးမိတ်ဆွေတို့အနေနဲ့သွေးတိုးစာတွေကိုစားမိတယ်ဆိုရင် ချက်ချင်းစေးသွားဝဲဖို့အဆင်မပြေဘူးနေဘူးတဲ့ထွက်မှာနော်ဒါဆိုလို့ရှိရင်ကျမတို့ကနေပြီးဒီလိုအထုံမျိုးကိုတထုပ်ကလေးသာအိမ်မှာစောင်းတာအိမ်မှာစောင်းတာသွေးတိုးမယ်သွေးတိုးတယ်လို့ဖြစ်လာတယ်ဟေ့ဆိုလို့ရှိရင်နေလို့ထိုင်လို့မကောင်းတော့ဘူးဆိုလို့ရှိရင်ကျမတို့ဒီလိုလေးသာပဲဒီနေ့ဖြစ်ရလေးသာလောက်ချလိုက်ဒါဆိုရင်အဆင်ပြေသွားတယ်နော်ကျမရဲ့အတွက်မှာဆိုလို့ရှိရင်ယောဂမရှိတဲ့လူတွေဆိုလို့ရှိရင်ကတော့ခုလိုထမင်းမစားခင်မှာရင်းနှီးလေးကိုအဲ့လိုလေးထည့်ပြီးနှက်ထားမယ် ်5မိနစ်လောက်နှက်ထားလိုက်တယ်နှက်ထားပြီးပြီဆိုလို့ရှိရင်စားတုံးလို့တောက်လို့ရပြီပေါ့နော်ဒါယောဂမရှိတဲ့လူတွေထမင်းမစားရင်တောက်လို့ရပြီထမင်းမစားရင်တောက်ထားကယောဂမရှိတဲ့လူတွေယောဂရှိမယ်ကိုယ်မှယောဂရှိတယ်ဆိုလို့ရှိရင်ကတော့မနေ့စာစပြီးမှထမင်းစပြီးမှတောက်လို့ရတယ်ဒီလိုတထုပ်ကိုချိတ်ထားအောင်နဲ့ယူနစ်ပူလေးရှိတယ်ဆိုရင်တနေ့ကုန်ယူနစ်ပူလေးလောက်ထည့်ပြီးတော့မှအစင်သေးတောက်တုံးလို့ရပြီ sa ja ba o nyam mu tauk kle ne pe cha tan ni ne ba no chama nyam mu ja la ne a lo le wa pi ya tauk sa le so lo chi chama lo a yan le a kon lo a tauk cha ja le lo so tauk sa ta ba thi ထမင်းနဲ့မဖုန်းနဲ့ရနေချမ်းနဲ့တောက်မယ်ဆိုလို့ရှိရင်တောက်ဆုံးမယ်ဆိုလို့ရှိရင်လည်း तू ကစားလို့ပါမယ်နော်လူတိုင်းတည်တယ်တမကြီးတို့ကလူတိုင်းတည်တယ်စားသင့်တယ်အစားစားတွေမှာပါရီးတာနော်အဲ့တော့ညာမှုဈေးထဲမှာဆိုလို့ရှိရင်ညာသူမတွေရှိမှာဝဲပြီးရမှာစားလို့ရတယ်ပေါ့နော်တုပ်စားလို့ရတယ်အခုလိုအိမ်မှာဟင်းမရှိရနေဆိုလို့ရှိရင်ဒီလိုလေးတုပ်စားအောင်နဲ့ဟင်းတစ်ခွက်အဖြစ်သုံးဝင်သွားတယ်ပေါ့နော်စားရအောင် တဲ့အားလုံးဒီမှာသမန်သစားလိုက်ပါအောင်မမ်အားလုံးမမ်စိတ်ချနာဖို့ကြံမရှိကြပါဘူးခုလိုပစ္စည်းလေးတွေကိုမှားယူနေတယ်ဆိုလို့ရှိရင်ဒီမှာလေးလက်တဘာဝထုတ်ကိုဖိပောက်ကံကိုစလဲ3ရက်ကို6မိခွန်6တိတိ3ရက်စီမှာစစနေမြမြမှားလို့ရပါတယ်အားလုံးပဲကြံမစမ်းနာကြပါလေကျေးဇူးတင်ပါတယ်